ရန်ကုန်လျှက်စစ်တပ်အာဘီကော်ပိုရေးရှင်းအနေနဲ့ကောင်းကင်ကဘာကေဘယ်ကျူးလေးလမ်းမှုနဲ့ transformer အစ်စ်တွေတူးချက်တက်ဆင်မှုတွေကိုဆောင်ရွက်လျက်ရှိနေပါတယ်။ရန်ကုန်မြို့ရေးရှိတပ်တန်းလွန်ကျိုးရည်နေရာမှာကေဘယ်ကဘာကျိုးတွေကိုအစားထိုးတက်ဆင်ခဲ့ပြီးသုံးဆွဲမှုတွေများပြားလာတဲ့အတွက်ဝန်အားမပြည့်ဖြစ်ပေါ်လာတဲ့ transformer တွေအနီးမှာ transformer အစ်စ်တွေတူးချက်တက်ဆင်ဆောင်ရွက်တာဖြစ်တယ်လို့ရန်ကုန်လျှက်စစ်တပ်အာဘီကော်ပိုရေးရှင်းမှအထွေထွေ manager ဦးစောဝင်းမောင်ကပြောပါတယ်။ဝန်အားပြည့်နေတဲ့ transformer ဝန်ပူနဲ့ transformer ပေါ့နော် overload ထုတ်သုံးနေရတဲ့ transformer ရဲ့ဟိုကူဖို့ကဲဖို့တဲ့ transformer တစ်ချက်တိဆောက်ရတယ်နောက်တစ်ခုကပူရိကြနေလို့အတွက်တချို့ရက်ွက်တွေကပူရိတအားကြပါတယ်ပူရိကြနေလို့အတွက်အဲ့ transformer တွေတူချက်တိချက်ဆောက်ရပါတယ်ရန်ကုန်လျှက်စစ်တာ RB corporation အနေနဲ့ရန်ကုန်မြို့နယ်အများပြည်သူတွေလျှက်စစ်အန္တရာယ်ကင်းဝေးစေဖို့၄၀ဘိုးတက်တိုင်တွေမှာစားပိတ်ကြိုးအရေးအတွက်များပြားစွာတဆင်မှုတွေကိုလည်းရှင်းလင်းဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ဒီသတင်းကို Central News Bureau ကအာဂါဒူဒူနဲ့ဖုန်းလိုင်းတွေကပေးပို့ထားတာဖြစ်ပြီးကျွန်မတင်းတင်းစောကတင်ဆက်ပေးထားတာဖြစ်ပါတယ်